ရိသမ ्या အားလုံးပဲမင်္ဂလာညနေခင်းလေးပါခင်ဗျာကျွန်တော်တို့ရဲ့ ATV channel ကနေတိုက်ရိုက်ထုတ်လင့်တင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒါပြင်ဒီကြည့်ရှုအားပေးနေတဲ့ပရိသတ်များ social media platform တွေကနေတိုက်ရိုက်ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုမျိုးရိုးစွာနဲ့ကျေးဇူးပါတယ်ခင်ဗျာ။ဒီနေ့ကတော့ Miss Universe မြန်မာ2025 National Question ပြိုင်ပွဲကြီးပဲဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒီနေ့ကျင်းပပြုလုပ်နေတဲ့ Miss Universe မြန်မာ2025 National Costume ပြိုင်ပွဲကြီးကိုတော့ Novo Hotel Hotel မှာလက်ရှိကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ပွဲခမ်းနားကိုဒါရိုက် live ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုလည်းမင်္ဂလာညနေခင်းပါလို့နှုတ်ခွန်းဆက်သပါရစေရှင်။မင်္ဂလာညနေခင်းပါခင်ဗျာ။ဒီနေ့ပြိုင်ပွဲကလည်းတကယ်ကိုမှကြီးကြဲခမ်းနားလာတဲ့ပြိုင်ပွဲကြီးတစ်ခုပါ။ ဒီနေ့ရဲ့ဒီအနုပညာဖန်တီးမှုတွေကျွန်တော်မြန်မာနိုင်ငံရဲ့တမိုင်းနောက်ခံတွေယဉ်ကျေးမှုအနုပညာတွေပြီးတော့မှဒီဇိုင်နာတွေရဲ့ရင်ထဲကနေထွက်လာတဲ့သူရဲ့အနုပညာဖန်တီးမှုတွေအားလုံးကိုမြင်တွေ့ရမယ့်အပြင်ကိုမှ Miss Universe ပြိုင်ပွဲဝင်အလှမေတွေရဲ့သူရဲ့အလှတရားတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတကယ်ကိုဂန္ဓဝင်တွင်မဲ့နေ့ရက်လေးဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပါတယ်ဒီနေ့ရဲ့ဖန်တီးမှုတွေမှာဆိုလို့ရှိရင်ပြိသက်တွေအနေနဲ့မြင်တွေ့ရမှာကတော့တိုင်းရင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှုတွေကိုစားပြုပြည်နယ်တွေရဲ့သမိုင်းနောက်ခံအကြောင်းအရာတွေနဲ့တဘာဝတရားကိုအမှုပညာနဲ့ပေါင်းဆက်ပြီးတော့အလှပဆုံးဂုံယူဝင်ကြောစွာနဲ့ပုံဖော်ဖန်တီးထားတဲ့ဝတ်စုံတွေကိုမြင်တွေ့ခံစားရမှာလည်းဖြစ်ပါတယ်ရှင်မှန်ပါတယ်ခင်ဗျာမကြခင်အချိန်တွင်းမှာလည်းပြိသက်တွေကတကယ့်ကြီးကျယ်ခမ်းနားလာတဲ့မြင်ကွင်းတွေအမှုပညာဖန်တီးမှုတွေကိုပြိသက်တွေကမျက်ဝါးတင်တင်မြင်တွေ့ရတော့မှာဖြစ်ပါတယ် ဒီလိုပါပဲ Miss Universe ပြိုင်ပွဲဝင်ဒီ2025အလှမယ်ပြိုင်ပွဲဝင်35ဦးပါလေဒီနေ့အတွက်အားလုံးက ready ဖြစ်နေပါပြီသူတို့ရဲ့အမှုပညာတွေသူတို့ရဲ့ဒီကြုံမော်လှပလှတဲ့သူတို့ရဲ့ဖန်တီးမှုတွေကိုပြည်သက်တွေကမြင်တွေ့ခံစားရတော့မှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပါတယ်ဂုံယူဝင်ကြွားစွာနဲ့တင်ဆက်လိုက်တဲ့ The Best National Costume ပြိုင်ပွဲကြီးမစတင်ခင်မှာဒီပြိုင်ပွဲရဲ့ National Director ဖြစ်တဲ့ဒေါ်ဆိုးယူဝေကနေပြီးတော့သူ့ရဲ့ရင်းနှင်းစကားသံတွေကိုပြောပြထားရှိပါတယ်ဒါလေးကိုကြည့်နေရင်ねဒီနေ့ရှင်ပြိုင်မှုကိုအားလုံးမဲ့အတူတူအားပေးလိုက်ကြရအောင်ပါရှင် ခုနှစ်လောက်တာတော့ Miss Universe မြန်မာ12ချိန်မြောက်လောက်တာဖြစ်တယ်။အဲဒီနေ့ကတော့ဒါ National Costume တိုင်ပွဲလေးပေါ့နော်။ဒါနှစ်တိုင်းလဲပါတယ်။အဲဒီနှစ်မှာတော့ထပ်ပြီးတော့ထူးထူးခြားခြားအနေနဲ့ထပ်ပြီးတော့ဖြည့်ထားတာတော့အရင်နှစ်တည်းကဆိုရင် Popular Choice Award ရဲ့အဲပြီးတဲ့ခါကျတော့အခင်းပြတ်တိုင်းတွေကပေးတဲ့ The Best National Costume ရဲ့ပေါ့နော်။ဒီနှစ်မှာတော့ National Director Choice ဆိုပြီးတော့မှနောက်ထပ်တစ်ဆုပ် ထပ်ပြီးတော့ဖြည့်ချိဆွတ်ထားပါတယ် National Costume ပွဲတွေလောက်တိုင်းမှာမြန်မာမှုမြန်မာဟန်လေးတွေပါအောင်လုပ်တယ်မြန်မာအငွေ့သက်လေးတွေဒီလာပြိုင်နဲ့ဝတ်စုံတွေကလည်းအဲအကုန်လုံးကသူတို့ရဲ့ဒေတာတွေသူတို့ရဲ့အဲဟိုဟာပေါ့အထင်ကြီးက နေရတဲ့တင်ကရ delete ထုံးစံတွေကိုကိုစားပြုတ်ပြီးလာပြိုင်တာဆိုတော့အဲ့လိုမြမမြမဟန်ပန်လေးတွေပေါအောင်လို့အများတန်းလုပ်ပါတယ်ဒီနှစ်ကတော့ဒီမန္တလေးကိုပြန်ပြီးတော့မှခိုင်မာစေခြင်းနဲ့ပြန်ပြီးတော့တာမာစေခြင်းနဲ့စိတ်ဓာတ်နဲ့ဒီ stage ရဲ့ themes ဆိုတော့မန္တလေးအဲပုံစံလေးလုပ်ထားတယ်လုပ်ထားပြီးအခါကျတော့မှဒီပွဲရဲ့အစလေးမှာကြာရင်ဒါညနေခင်းလေးမှာအာဒီလိုပြိုင်ပွဲလေးစတင်နေဆိုတော့ themes လေးလုပ်ထားပါတယ်နောက်ပြီးတော့ဒီသက်ဆံကိုလည်း ဒီကလေးနှစ်ကသူဝင်ပြိုင်ခဲ့တဲ့ National Costume လေးနဲ့ Opening မှာပြန်ပြီးတော့မှတင်ဆက်ပေးထားပါတယ်။ဒီ National Costume ပွဲပြီးတာနဲ့တောက်လျှောက်ခန့်မှာတွေ့ရတော့မယ်။တွေ့ရတော့မယ်ဆိုရင်တို့ပို့ပြီးတော့မှဒီ Organization ကလူတွေနဲ့အနီးကပ်ဟိုလေ့လာခွင့်ရမယ်။အဲတို့အကက်ချက်ခွင့်ရမှာပေါ့နော်။အဲဆိုအကုန်လုံးကဒီကိုရောက်လာပြီးတိုင်ပွဲဝင်ဖြစ်လာပြီဆိုကြရဲဒါ Miss Universe မြန်မာရဲ့ဟောမိသားစုဝင်ဖြစ်သွားပြီပေါ့နော်တိုင်ပွဲမှာဆုရသည်ဖြစ်စေမရသည်ဖြစ်စေဒီကျန်တာကအဲ့ဒါအဓိကမဟုတ်ဘဲနဲ့ ဒီတစ်နှစ်တစ်နှစ်ပေါ့ဒီလာပြိုင်တဲ့ကလေးအယောက်30ရှိမယ်40ရှိမယ်ဒါတွေဆိုလို့ရှိရင်အကုန်လုံးကအဲဒီ MM မြက်မိသားစုဝင်တွေဖြစ်သွားတာပေါ့ဒီ Miss Universe မြန်မာကိုတော့နှစ်တိုင်းနှစ်တိုင်းအကောင်းဆုံးတင်ဆက်တယ်တစ်နှစ်ထက်တစ်နှစ်တည်းလည်းမတူညီတဲ့ပုံစံမျိုးလေးတွေနဲ့တင်ဆက်တယ်ပေါ့နော်ဒီနှစ်ဆိုလို့ရှိရင်လည်းဒါခင်နဲ့လိုက်လျောညီချေဖြစ်အောင်ကြောင်းလဲလာတဲ့ဟာလေးတွေပေါ့လေပါလာအောင်ပေါ့နော်ဒီ artist တွေသုံးနာမှအစဟို stage 2ဘာလို့ပွဲရတင်ဆက်ပုံအမှအစအတတ်နိုင်ဆုံးကိုအဲအဲ ခင်းနဲ့လိုက်လို့ညီထွေပြောင်းလိုက်ပြီးတော့ပြောင်းထားတယ်ပေါ့နော်အဲ National Costume ရဲ့ judge တွေကြတော့အထူးသဖြင့်အကုန်လုံးပေါ့နော် designer တွေပေါ့ dress designer တွေကိုပဲအဲထားပါလေနှစ်တိုင်းဟိုဒီလိုမျိုး costume တစ်ခုကိုအကဲဖြတ်တဲ့အခါမှာဒီ designer တွေကမှဘလို့ဖန်တီးထားတယ်ဘလို့ချုပ်ထားရတယ်ဘလို့ခက်ခဲတယ်ဘလို့အသေးစိတ်ဖြစ်တယ်ဆိုတာသူတို့ကပို့ပြီးတော့မှဟိုသိရှိနားလည်တာလည်းဖြစ်တယ်ကြွန့်ကျင်တာလည်းဖြစ်တဲ့အတွက် judge တွေအကုန်လုံးကတော့ designer တွေပါပဲဆိုတော့ဒီနှစ်လဲအဲကြည့်လို့ကောင်းမဲ့ပွဲတော်ပွဲဖြစ်မှာပါအဲ final ပွဲကိုဒီမှာအဲလာရောက်မကြည့်ရှုနိုင်လို့ရှင်လဲ live ကနေကြည့်ရှုအားပေးလို့ရပါတယ်အဲဒီ Miss Universe မြန်မာ2025 final ပွဲယူသွားတော့ဒီအခုလာမဲ့အဲဂျွန်လ29ရက်နေ့မြန်မာ Expo မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်အဲမြန်မာ Expo မှာလာပြီးတော့ကြည့်ရှုအားပေးလို့ရတယ်လို့မလာနိုင်တဲ့သူတွေအတွက်လဲ HTV TV channel နဲ့ Hey Play application တို့မှာလည်းကြည့်လို့ရပါတယ် Miss Universe မြန်မာရဲ့ Facebook page နဲ့ YouTube တို့အနေနဲ့အပိတ်လို့ရပါတယ်အဲနောက်တစ်ခုကတော့ဟိုအရင်နှစ်တည်းလို့ပါပဲ Top 7ထဲကိုအလိုလျောက်ဝင်ရောက်ခွင့်ရမယ်အဲပုံတင်လည်းရှိပါတယ်အဲပုံတင်လည်းကိုမိမိကြိုက်နှစ်တက်ရာပြိုင်ပွဲဝင်ကိုပုံတင်ပေးပြီးတော့လည်း Top 7ထဲဝင်ရောက်နိုင်မယ်အခွင့်အရေးအတွက်အပိတ်နိုင်ပါတယ်ပုတ်ပုတ်တင်ပြီးတော့လဲ top 7ထဲဝင်ရောက်နိုင်မဲ့အခွင့်အရေးအတွက်အားပေးနိုင်ပါတယ် ဲ့တော်များခင်ဗျာ2025ခုနှစ်ဂျွန်လ18ရက် Novotel Yangon Mass Hotel Yangon Ballroom မှာ12ချိန်မြောက်ကျင်းပပြုလုပ်တဲ့ Mix Universe Myanmar 2025ပြိုင်ပွဲကြီးရဲ့ National Costume ပြိုင်ပွဲကြီးကိုအဲ့တော်လူချင်းမင်း အားလုံးရဲ့လက်ခုပ်တံများဖြင့်စတင်ကြောင်းကြေညာအပ်ပါရယ်ခင်ဗျာ ားလုံးပဲမင်္ဂလာပါခင်ဗျာ Mix Universe မြန်မာ2025ပြိုင်ပွဲကြီးရဲ့ National Costume ပြိုင်ပွဲကြီးကနေပြီးတော့အားလုံးကိုချစ်ခင်စွာကြိုဆိုလိုက်ပါတယ်ကြောက်ချင်းမြေပေးကြတဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များလုပ်ငန်းရှင်ကြီးများ City Director များနဲ့အတူစာနယ်ဇင်းမီဒီယာမှဖိတ်ကြားထားသောဆရာဆရာများများ online ကနေပြီးတော့အချိန်နဲ့တပြေးညီတိုင်း live ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံး မင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးတော့တာအပျော်ရှင်ပွဲရာညနေခင်းလေးဖြစ်ပါစေလို့ရှေးဦးစွာဒီနေ့အနေနှုတ်ခွန်းဆက်ပါရယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအောင်ပြည့်ဖြိုးဖြစ်ပါရယ်ခင်ဗျာကျမကတော့ Miss Universe မြန်မာ2024 third runner up ဆိုရှင်အိမ်မြတ်ချေဖြစ်ပါရယ်ရှင်မင်္ဂလာပါညီမလေးမင်္ဂလာပါဒီနေ့မှာအရန်လှနေတယ်ကျေးဇူးအများကြီးတင်ပါရယ်ဟုတ်ကဲ့ပါရှင်အခုပြုလုပ်နေတယ် Miss Universe မြန်မာ 2025 National Costume ပြိုင်ပွဲကြီးကိုတော့ Miss Universe Myanmar Facebook Page, Miss Universe Myanmar YouTube Channel, HTV Channel Line နဲ့အတူ Digital Platform များဖြစ်ကြတဲ့ Heyplay Facebook Page, HTV Facebook Page, HTV YouTube Channel တို့မှာ Dai Live ထုတ်လွှင့်ပြသနေတာပဲဖြစ်ပါလေရှင်။ National Costume ပြိုင်ပွဲကြီးအားဆိုရင်တော့ကျွန်တော်နိုင်ငံရဲ့အမွေနှစ် တမိုင်းနောက်ခံများကိုကိုစားပြုတဲ့ဝစ်စုံများအမှုပညာနဲ့အတူယဉ်ကျေးမှု၃ခုစလုံးကိုကျွန်တော်တို့ပေါင်းဆက်ပြသပြီးပေါ်ပြရတဲ့ပွဲတစ်ခုဖြစ်ပါတယ်။အခုတိုင်းရင်းသားများရဲ့ယဉ်ကျေးမှုမိမိကိုစားပြုရတဲ့အပြည့်အဝရဲ့တမိုင်းဒဏ္ဍာရီပုံမြင် ပြီးပေတာအမွေနှစ်တဘာဝအလှပများကိုအမှုပညာဖြင့်ယဉ်ကျေးမှုဂုံယူမှုတစ်ခုအဖြစ်အမျိုးသားဝစ်စုံများကိုဂုံယူစွာဖြင့်တင်ပြဖော်ဆောင်ချပြနိုင်တဲ့ပွဲကြီးတစ်ခုဖြစ်ပါ रे ခမညာ ုတ်ပါရဲ့ရှင်ကျမတို့ရဲ့ပြိုင်ပွဲဝင်အလှမယ်လေး35ဦးစလုံးကလည်းမိမိတို့ကိုစားပြုထားတဲ့မြို့များရဲ့ယဉ်ကျေးမှုအမွေနှင့်တမိုင်းတွေကိုအတွေးအသည့်အမြင်အသည့်တွေနဲ့ဖော်ကျူးထားတဲ့ဝတ်စုံတွေနဲ့ရှင်ပြိုင်မို့အတွက်အစဉ်အသည့်ဖြစ်နေကြပြီဖြစ်ပါတယ်။ပြိုင်ပွဲဝင်များရဲ့မြို့သားဝတ်စုံရှင်ပြိုင်တင်ဆက်မှုမစတင်ခင်မှာကျမတို့ရဲ့ Miss Universe မှာ2025ပြိုင်ပွဲကြီးဖြစ်မြောက်ဖို့အတွက် အပတ်ပတ်ကအကူအညီပေးခဲ့ကြတဲ့စီးပွားရေးလုပ်ငန်းရှင်များနဲ့မိတ်ဆက်ပေးခွင့်ပြုပါရှင်လုပ်ငန်းရှင်များနဲ့မိတ်ဆက်ပေးခွင့်ပြုပါရှင်ဟုတ်ကဲ့ပါ Mix Universe မြန်မာ2025ပြိုင်ပွဲကြီးမှာ main sponsor ဖြစ်အဓိကကုညီပံ့ပိုးပေးထားတာကတော့ IM Motors မြန်မာမှဖြစ်ပါ रे ခင်ဗျာ IM Motors မြန်မာမှပြိုင်ပွဲဝင်များနဲ့နှစ်သက်ရာပြိုင်ပွဲဝင်အား Title Award ဆုကိုကြီးမြင့်ပေးသွားမှာဖြစ်တဲ့အပြင် Mix Universe မြန်မာ2025 Winner ရရှိသူအလှမယ်ရဲ့အမှုပညာလှူရှားမှုများနဲ့အခမ်းအနားများတွင်အသုံးပြုနိုင်ရန်အတွက် IM LS7 EV ကားတနစ်တာအသုံးပြုခွင့်ကိုပံ့ပိုးပေးသွားမှာဖြစ်ပါ रे ခင်ဗျာဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ Miss Universe Myanmar 2025ပြိုင်ပွဲကြီးမှာ official beauty aesthetic partner အဖြစ် Dr. A Beyond Luxury Aesthetic မှာတတိယအကြိမ်အဖြစ်ထပ်မကူညီပေးထားတာဖြစ်ပြီး ပြိုင်ပွဲဝင်များရဲ့အလှပရေးရာများအတွက်ဝန်ဆောင်မှုများပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒါအပြင် title award ကိုလည်းချီးမြှင့်ပေးသွားမှာဖြစ်ပြီးတော့ Miss Universe Myanmar 2025နဲ့ top အလှမယ်များတွင်လိုအပ်တဲ့အလှပရေးရာပံ့ပိုးကူညီမှုများကိုပြုလုပ်ပေးသွားမှာပဲဖြစ်ပါရယ်ရှင်။ဒါမှမဟုတ် official voting partner ဖြစ်သုံးနှစ်ဆက်တိုက်ကူညီပံ့ပိုးပေးထားတာကတော့ Bigo Life မြန်မာမှပဲဖြစ်ပါရယ်ခင်ဗျာ။ Bigo Life မြန်မာမှာ title စုတစုကြီးမြင့်ပေးသွားမှာဖြစ်တဲ့အပြင် Bigo Life application တွင် voting အများဆုံးရရှိသူအလှမယား Mix Universe Myanmar 2025 top 6 finalists တို့ အလိုအလျောက်ဝင်ရောက်ခွင့်ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ယခုနေ့ရဲ့မေစက်ကြဝဠာမြန်မာ2025အလှမယ်အတွက်ချီးမြှင့်ပေးရသွားမယ်နဝရ9ပါး theme နဲ့ပြုလုပ်ထားတဲ့တရဖူဟာဆိုရင် official crown sponsor ဖြစ်စိန်နန်းတော် diamonds and fine jewelry မှာပံ့ပိုးကူညီပေးထားတာဖြစ်ပါတယ် စိန်နန်းတော် Diamonds and Fine Jewelry မှာပြိုင်ပွဲဝင်အလှမယ်များအားလုံးနဲ့ Miss Universe မြန်မာ2024 Top 5အလှမယ်တွေကိုလက်ဝတ်ရနာများဆင်မြန်းပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ပြိုင်ပွဲဝင်အလှမယ်များအတွက်စာနယ်ဇင်းမိတ်ဆက်ပွဲ Official Photo Shoot National Costume ပြိုင်ပွဲနဲ့ Final ပြိုင်ပွဲကြီးတို့တွင် Official Hair to Partner ဖြင့်808 Beauty Center မှာကုညီပန့်ဖို့ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ အခုနှစ်မှာ official beauty partner ဖြစ် Miss Teen မြန်မာမှာပါဝင်ပံ့ပိုးကူညီပေးထားတာဖြစ်ပြီးပြိုင်ပွဲဝင်အလှမယ့်များအတွက် skin care product များနဲ့လိုအပ်တဲ့ cosmetic ပစ္စည်းများကိုပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်ရှင်။ကျေးဇူးတူပဲတင်ရှိပါတယ်။တမန်မီတော့ကျွန်တော်တို့ယခုနှစ်အတွက် gold sponsor များဖြစ်မျက်စိကျန်းမာရေးအတွက်ဇီးကွက်မျက်မှန်နဲ့မျက်စိအထူးကုစေရုံ။ဘာကျမ်းမှာလှပရည်အတွက် Mind Dentics aesthetic, orthodontics and implant center. လက်သေးချီတဲ့အလပြင်ဆင်ခြင်းတို့အတွက် Luna Nail and Eyelash Studio တို့မှကုညီပံ့ပိုးပေးထားတာပဲဖြစ်ပါ रे ခင်ဗျာ Venue partner များအဖြစ် press conference နဲ့ဒီကနေ့ကျင်းပတဲ့ National Costume Competition တို့အတွက် Novotel Yangon Max မှာပံ့ပိုးကူညီပေးထားတာဖြစ်ပြီး Final ပြိုင်ပွဲကြီး ခန္ဓာကြီးကျယ်စွာကျင်းပနိုင်ရဲ့အတွက်မြန်မာ Expo မှာ Venue Partner အဖြစ်ကုညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ရှင်။ Mix Universe မြန်မာ2025ပြိုင်ပွဲကြီးရဲ့အကျိုးလှူရှားမှုများနဲ့ Final ပြိုင်ပွဲကြီးကျင်းပပုံများအား Official Broadcasting Partner အဖြစ် Hayplay နဲ့ HTV တို့မှရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါရှင်။ကျမတို့ပြိုင်ပွဲဝင်များရဲ့လှပသောဖက်နှက်များနဲ့အတူ silver sponsor ဖြစ် Lily Shoes မှပံ့ပိုး venue partner ဖြစ်ကုညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ရှင် Mix Universe မြန်မာ2025ပြိုင်ပွဲကြီးရဲ့အကျိုးလှူရှားမှုများနဲ့ final ပြိုင်ပွဲကြီးကျင်းပပုံများအား official broadcasting partner ဖြစ် Hayplay နဲ့ HTV တို့မှရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ကျမတို့ပြိုင်ပွဲဝင်များရဲ့လှပသောဖက်နှက်များနဲ့အတူ silver sponsor ဖြစ် Lily Shoes မှပံ့ပိုးကူညီပေးထားတာဖြစ်ပါတယ်။ပြိုင်ပွဲဝင်အလှမယ်လေးများရဲ့တွားရည်လာရည်အတွက်ကိုတော့ Milky Way ရန်ကုန်မှကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ရှင်။ Mix Universe Myanmar 2025နဲ့ Top 3ရဲ့ကျန်းမာရေးဝန်ဆောင်မှုများအား Official International Hospital Partner ဖြစ်ဝေထာနေ Hospital မှပံ့ပိုးကူညီပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ event operation partner ဖြစ် trust production မှာ ပါဝင်ဆောင်ရွက်ထားခြင်းဖြစ်ပြီး official opening dress designer ဖြစ် designer ယူရငိမ့်အေးရွှေခေတ် culture by ငိမ့်မှာဖန်တီးထုတ်လုပ်ပေးထားတာဖြစ်ပါတယ်ပြိုင်ပွဲဝင်များ ရေကူးဝတ်စုံ round တွေမိုးကောင်အင်ဂျီများကိုတော့ designer ဖြိုးပြေးမှာဖန်တီးထုတ်လုပ်ပေးထားတာဖြစ်ပါတယ်ရှင် official photographer ဖြစ် studio paparazzi official videographer team ဖြစ် left diary production တို့မှကုညီပံ့ပိုးပေးထားတာဖြစ်ပြီးတော့ left diary production ကနေပြီးတော့ mix picture perfect by left diary title awarding to ငွေကျပ်350တန်ဖိုးရှိတဲ့ photo and video package တွေ winner ရရှိတဲ့အလှမယ်ကိုတော့ငွေကျပ်300တန်ဖိုးရှိတဲ့ photo and video package တွေကိုကျွန်တော်တို့ pay up သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ official makeup team အနေနဲ့ကတော့ makeup ် NK အောင်ရှာ Anting မှာအလှပဆုံးပြင်ဆင်ချေမှုန်းပေးသွားမှာပဲဖြစ်ပါတယ်။ Mix India မြန်မာ2025ပြိုင်ပွဲကြီးမှာပါဝင်ပေးခဲ့ကြတဲ့ sponsor လုပ်ငန်းရှင်များကို Mix Universe မြန်မာ organization ကိုစားလိုက်လဲစွာကျေးဇူးထူးပဲတင်ရှိပါကြောင်းဒီနေ့အနေပြီးတော့ကျွန်တော်တို့မောင်နှမနှစ်ယောက်ကပြောကြားပါရစေ။ အဲ့တော့ညီမလေးကျွန်တော်မကြမီချိန်တော်တွင်မှာကျွန်တော်ဒိုင်လူကြီးမင်းနေလဲရောက်ရှိလာမယ်။ပြီးရင်ခါမှာပြိုင်ပွဲဝင်အလှမဲ35ဦးရဲ့လှပတဲ့ဝစ်စုံနေတဲ့အတူရှင်ပြိုင်မှုကိုလည်းကျွန်တော်တို့ရဲ့ Novotel Yangon Mass Hotel Yangon Ballroom အတွင်းမှာရောက်နေအားပေးရမှာဖြစ်ပါတယ်။ဟုတ်ပါတယ်အကိုကြီးကျမတို့ပြိုင်ပွဲဝင်တွေရဲ့ဒေတာအသီးသီးကမတူညီတဲ့အမှုပညာနဲ့ယဉ်ကျေးမှုလက်ရာတွေသူတို့ရဲ့ဒေတာရဲ့မေ့မရတဲ့သင်္ကေတတွေကိုကျမတို့တွေစင်မြင့်ထက်မှာတစုတဝေးတဲ့မကြခင်မှာတွေ့မြင်ကြရတော့မှာဖြစ်ပါတယ်။ ဟုတ်ပါရဲ့ဒါကြောင့်ကျွန်တော်တို့ online ကနေကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေကလည်းကိုအားပေးတဲ့အလမေရဲ့ပြိုင်ဆိုင်တဲ့အချိန်ရောက်ပြီဆိုရင်အားပေးတဲ့အလမေရဲ့နာမည်လေးတွေမြို့နယ်လေးတွေပြည့်ခါမှာချုပ်လို့ပြည့်တဲ့ဒီဇိုင်နာရဲ့နာမည်လေးတွေကိုသိရင်လည်း comment section လေးတွေမှာကျွန်တော်တို့မှတ်ပေးဖို့ကိုဒီနေ့ကနေပန်ကြားပါရစေ။အဲ့တော့တကယ်ကိုမှအရှင်ကုန်စရာကောင်းပါရဲ့အဲမကြာမီချိန်တော်တွင်းမှာလည်းကျွန်တော်တို့ဒီနေ့ပွဲခမ်းနားကိုအကဲဖြတ်အမှတ်ပေးကြမယ့်ဒိုင်လူကြီးမင်းများကိုဖိတ်ခေါ်ပြီးတော့ပိတ်ဆက်ပြီးတော့မှာဖြစ်ပါရယ်ခင်ဗျာ။ ခဲ့ပါရှင်အခုဆက်လက်ပြီးတော့ဒီကနေ့ကျင်းပတဲ့မြို့သားမှုစုံပြိုင်ပွဲကြီးကြမယ်ချစ်ခင်လေးစားပါတော့ဒိုင်းလူချင်းမင်းများနဲ့တူတူယောက်ချင်းစီ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် Mix Universe Myanmar 2025 National Costume ပြိုင်ပွဲကြီးမှာ Judge Number 1ဖြစ် ပါဝင်ကူညီအကဲဖြတ်အမှတ်ပေးမှာကတော့ Designer ပြီးဆိုးအောင် Exclusive Rider Creation ဖြစ်ပါတယ်ခင်ဗျာ 东东皮包的新，OK 吧？陈路金嘛是东东皮包为过年给皮包嘛变马高喽。Designer 欧马卓，Founders of OMK Fashion Designs 皮包的，看呀。OK 吧？是俺们嘞，陈路金嘛皮包为阿皮变高嘛？陈路金嘛高喽？Designer 嘛名名马卓。 Happy Heart Fashion Design and Training Center ဖြစ်ပါတယ်ရှင်။ကျမပြီးတော့ဒိုင်လူကြီးအပတ်စဉ်၅ဖြစ်ပါဝင်ကူညီကဲဖြတ်အမှတ်ပေးမှာကတော့ဒီဇိုင်နာမတ်ပုတ် my favorite ဖြစ်ပါ रे ခင်ဗျာ Fashion Design School ဖြစ်ပါ रे ခင်ဗျာ ီမင်းကတော့ဒီဇိုင်နာအမတ်မေမြတ်ဝါဆို Happy Heart Fashion Design and Training Center ဖြစ်ပါလေရှင်ကျွန်မပြီးတော့ဒိုင်လူချင်းအပတ်စဉ်၅ဖြစ်ပါဝင်ကူညီခဲ့ဖြစ်အမှတ်ပေးမှာကတော့ဒီဇိုင်နာမတ်ပုတ် my favorite ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ဆက်လက်ပြီးအမှတ်၆ဒိုင်လူချင်းမင်းနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇိုင်နာမတ်စစ်စီအောင် fashion house ဖြစ်ပါတယ်ရှင် 怎么样？大陆知名模特公司那一批，包文姑女，那一批，我们招到的申请，dress making and fashion design training center 那一批，宝贝，怎么样？OK，老师，那批是大陆知名公司来面试，被他们那一批，宝贝，designer，姑娘哥，chick and chicks 那一批，宝贝，生。那得老板怎么样？ ဆက်လက်ပြီးတော့ကျွန်တော်တို့ယနေ့ပွဲကြီးပြင်ပြဖို့ရာကျွန်တော်တို့12နှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာ Mix Universe Myanmar Organization ကို အောင်မြင်စွာပဲ့ကင်နိုင်ခဲ့သူနဲ့မိတ်ဆက်ပေးကြပါတယ် Mix Universe Myanmar ရဲ့ National Director Dr. So Yu Wei ဖြစ်ပါတယ်ခင်ဗျာဂုံပြုလက်ခုပ်တန်နေနဲ့ကြိုဆိုပေးပါဦးလား โอเคပါမတ်တရားဓာတ်ပုံမတ်တရားနေရာအခုချိန်ပါခင်ဗျာ င်ရဆိုရွေးသူဝဲကျေစွတ်တင်ပါတယ်မိမိရဲ့နေရာတည်တည်မှာနေရာယူပေးပါခင်ဗျ hey တော့ကျွန်တော်တို့ပြိုင်ပွဲဝင်လာမယ်35ဦးရေတကယ်ကိုမှလှပတဲ့ National Caution ရှင်ပြိုင်မှုတွေကို အာဘာဒီယာကျဆုခံစားမှာဖြစ်ပါတယ်။အဲတော့ရင်ခုန်စွာနဲ့တစ်သက်တည်းကျဆုခံစားနိုင်ဖို့အတွက်ကျွန်တော်ဒီနေရာနေပြီးတော့မြစ်တိုင်းခံချင်ပါတယ်။ကျွန်တော်မီးလေးတစ်ချက်လောက်ချိန်ချင်ပါတယ်ခင်ဗျာ။အဲတော့မီးလေးချိန်ခွင့်ပြုပါနော်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။